ငါလင်းကြီးရဲ့အာဟာအနုမျိုးပုံ330ကျော်ပောက်ကွဲမှုနဲ့ညီမျှတယ်လို့အမေရိကန်ပညာရှင်ပြောမလ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငါလင်းကြီးရဲ့ပြင်အာဟာအနုမျိုးပုံပေါင်း330ကျော်ပောက်ကွဲမှုမျိုးလောက်နဲ့ညီမျှတယ်လို့လူသိများတဲ့အမေရိကန်ငါလင်းပညာရှင်တဦးကပြောပါတယ် CMM သတင်းဌာနရဲ့အင်တာဗျူးမှာအမေရိကန်ရဲ့ဘူမိဗေဒငတ်လင်းနဲ့မိတောင်လှုပ်ရှားမှုပညာရှင် Jess Finney ကငတ်လင်းရဲ့ပြင်အားနဲ့ပတ်သက်လို့အမြင့်သားဆုံးဖြစ်အောင်ဥပမာပေးသွားခဲ့တာဖြစ်ပါတယ်။အခုလိုငတ်လင်းမျိုးကထောက်လွှတ်လိုက်တဲ့အင်အားဟာအနုမြုံပုံ334လုံးစာလောက်နဲ့ညှိမျှတယ်လို့ Finney ကပြောကြားခဲ့ပါတယ်။အဲဒီငတ်လင်းမျိုးဟာကဘာကိုဓာကြီးတက်လက်နဲ့လှိဖြားလိုက်တယ်လို့သဘောမျိုးလိုလဲသူကဥပမာပေးခဲ့ပါတယ်။ ။နောက်ပြီးအရန်ပြင်းထန်တဲ့ငလျင်ကြီးတွေမှာနောက်ဆက်သွဲငလျင်တွေအကြင်ကြင်ဆက်လှုပ်တတ်တဲ့သဘောကိုလည်း Phoenix ကအလေးထားသတိပေးသွားခဲ့ပါသေးတယ်။စကိုင်းမြို့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးဟာနှစ်ပေါင်း100ကျော်အတွင်းမြန်မာနိုင်ငံပိုင်နဲ့ထဲမှာလှုပ်ခတ်ဖူးသည်။ပြင်းအားအကြီးမားဆုံးငလျင်လေးဖြစ်လာပါလေ။ငလျင်ရဲ့ပြင်းအားဟာမက်ဂနီကျူ9.8အစိရှိပြီးအဲ့ဒီမတိုင်ခင်ကမြန်မာနိုင်ငံမှာ အပြစ်ထက်ဆုံးလှုပ်ခတ်ဖူးတာဟာ1912ခုနှစ်တောင်ကြီးငလျင်ဖြစ်ပါတယ်။အဲဒီငလျင်ဟာမက္ကနီကျုခုနှစ်သက်သမကူအစီထိအပြင်ခဲ့ပါတယ်။ကမ္ဘာမြေလွှာအောက်ကအေးအမကြောက်ချက်ကြီးတွေအချိန်ပြည့်ပိုတိုင်နေမှုကြောင့်တဘာဝအလျောက်ဆူဆီကိန်းအောင်နေတဲ့စွမ်းအင်တို့ကြီးကန်ထွက်လာရကငလျင်တွေဖြစ်ပေါ်လာတာပါ။အခုငါလေးဟာစကိုင်းပြည့်ရွေကြောနဲ့တိုက်ရိုက်ပတ်သက်နေပြီးကြိုတင်မျှော်လင့်မထားတဲ့အခြေအနေတော့မဟုတ်ဘူးလို့စင်ကာပူအခြေဆိုင် App Observatory ရဲ့စုံစမ်းရေးဌာနအကြီးအကဲရှမ်ဂျီဝေကပြောပါတယ်အထင်ကရမြေအောင်ကျောင်းဝါကြီးနှစ်ခုထိဆက်ရနေရမှာတပြောက်တည်းတည်ရှိနေတဲ့စကိုင်းပြက်ရွယ်ကျော်ဟာအရင်ကတည်းကလည်းအင်အားပြည့်ငတ်လင်းတွေကိုဖြစ်ပေါ်စေခဲ့ပြီးပညာရှင်တွေကြားမှာငတ်လင်းဆိုင်ရာအနေဆုံးကြီးတစ်ခုဖြစ်ရှုံ့မြင့်ထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။